阿公，有料子啊！给我看看吧。老板是人，没压不。老板是人，没压不。给我们看看吧，我去进门吧啊。ဒီရုပ်ဖောက်တယ်ဒီလို live လွှင့်တာကြတော့အာနာတိန်နဲ့နောက်ပိုင်းပို့ပြီးတော့ကျွန်တော်တို့အထက်ထက်ဝင်မြင်လာရတယ်ပေါ့နော်အရင်နှုန်းကတော့တရုပ်ဖောက်တယ်ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ကြီးဟိုရ live တွေလွှင့်ပြီး ကျွန်တော်တို့လုပ်ငန်းကိုပုံပေါ်တင်တင်လုပ်တာတော့မတွေ့ရဘူးအခုနောက်ပိုင်းကျတော့အာနာတိနေနောက်ပိုင်းမှာထိထိဝင်သူတို့ပါဝင်လာတယ်ပေါ့နော်အဲ့ဒီ online ကိုထိဈေးကတခုလို့ထိမ့်ချုပ်ပြီးတော့သူတို့ဖက်ကမှာကြောက်လေအယောင်းဝယ်လုပ်တယ်ပေါ့နော်နောက်တခုက scam ပေါ့နော်ဒီကြောက်လုပ်ငန်းလုပ်ရင်းနဲ့သူတို့လိန်လယ်မှုတွေပေါ့နော်အများကြီးအဲ့လိုတွေလည်းအများကြီးဖြစ်ပေါ်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့အခုကျတော့နည်းနည်းလေးစစ်ပြန်ဖြစ်လာတော့အခုသူတို့နည်းနည်းတော့ငြိမ်နေတယ်လို့ပြောတယ်ပေါ့နော်တရုတ်နိုင်ငံခြားသားတွေဝင်ဝင်ရောက်မှုပေါ့နော် ဆိုတော့ဒီတိုပီမာလည်းတော်တော်လေးအခုအဖန်စီရဲ့နေဆက်မာလည်းလုံနေတော့လေနည်းနည်းတော့ငြိမ်နေရလို့ပြောတယ်ပေါ့နော်ဖက်ကမာကမော်တိုင်းလူလိုကျွန်တော်တို့သူ့ဒေသနာလုတ်ထားတယ်အမေးချက်ရပေါ့နော်မော်တိုင်းလူလိုရှိတယ်လို့ပြောဒါမှအများဆုံးကတော့သူတို့ဆိုင်းတောင်ပေါ့နော်ဆိုင်းတောင်ဆိုင်းတောင်မာရေလုံခင်းမာရေတော်များတယ်လို့ပြောသူတို့အမှသူတို့ရဲ့ဟိုရာ Starlink လို့ပါလို့ပေါ့နော် Wi-Fi ရောရတယ်ပေါ့နော်သူတို့ကိုယ်တိုင်ယူလာတယ် ဘယ်လိုပြင်ထဲထဲဝင်ပေါ့နော် သူတို့အယောင်းဝင်လုပ်တယ်အဓိကတော့ WeChat Pay ပေါ့နော်သူတို့ရဲ့ရုပ်နိုင်ငံငွေကြေးလွှဲလေမှုလုပ်တဲ့ application ပေါ့ WeChat နဲ့သူတို့ကအဓိကလုပ်တယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်ပေါ့နော်အဓိကကြောက်စိမ့်ဈေးကွက်ထိထိခိုက်သွားတာကြတော့ဥပမာသူတို့ကြတော့တရုတ်တွေကြတော့သူတို့ဒီ WeChat ကနေပေါ့နော်သူတို့ဟိုတရုတ်ပြည်မှာရှိတဲ့ mainland China မှာရှိတဲ့သူတို့ အဲ့မှာလောဘနဲ့သူတို့ကတခါတည်းဒီဝီဒီကြောက်တွေကိုသူတို့ကတခါတည်းဥပမာတံပိုးဖြတ်နိုင်တာပေါ့ဥပမာဒီကြောက်ကတိန်းတစ်ထောင်တန်နေဆိုရင်သူတို့ကအဲ့ဒီလောဘနဲ့ကိုအကြောင်းကြားလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ကြောက်တိန်းတစ်ထောင်တန်တွေ့ထားတယ်ပေါ့နော်သူတို့ကဟိုမှာပတ်စံလွဲပြီးဝီချက်ကနေဆိုရင်လွဲတယ်ပေါ့နော်ပတ်စံလွဲပြီးဒီမှာသူတို့900ဖြစ်ဖြစ်300ဖြစ်သူတို့ပြန်ပြီးဝယ်တာပေါ့သူတို့ကြတော့နော်ဆိုတော့ဒါရိုက်ပေါ့နော် ဒါမှမဟုတ်အရင်တုန်းကကြတော့အဲ့လိုမဟုတ်ဘူးเนาะကြောက်ဆိုတာသူတို့တခါတည်း carry နဲ့တဲတယ်အစင်းစင်မအမှလည်းလူကယ်မှလည်းသူတို့ပွဲစားတွေကောက်ရိုးလို့ပတ်နေရှိတယ်ပေါ့เนาะအစင်းစင်ကြောက်ကအဲ့မှဒေသခံတွေကလည်းသူတို့ရှိတဲ့ပတ်စံနဲ့နဲ့ပွဲရောင်းဝယ်လုပ်ခဲ့တယ်ပေါ့เนาะရောင်းဝယ်လုပ်ကြတယ်ပေါ့เนาะအခုနောက်ပိုင်းကျတော့ဈေးကွက်ပြတ်သွားတယ်ဆိုတဲ့ဟာကဒီကြောက်ကတခါတည်းဟိုရ online ကနေ direct ရောင်းတယ်ပြုတ်ပြီးဟို direct ရောက်တော့ local မှာဈေးကွက်က ဟိုဒေတာခံရလုတ်ကွက်မရှိဟိုရကြောက်ရောင်းဝင်ကမလွမ်းမိုးနိုင်တော့သူတို့တရုတ်တွေပဲအမှဈေးကစားလိုက်တော့သူတို့ကဒေတာခံနေတဲ့ဈေးကပူပေးတယ်ပေါ့နော်ဥပမာကြောက်တလုံးက3000တန်တယ်ဆိုရင်သူတို့ကအ ਨੇ ဆုံးအတရုတ်ပြည်ဈေးကွက်ကိုသူတို့ကကြည့်လိုက်တယ်ပြုတ်ပြီးမှဆိုဒီတက်က3000တန်းတိုင်းမ3000တန်းသူတို့ကတိနေတော့ ဒီကြောက်ကိုတို့ကတိတ်1500လည်းပေးနိုင်တယ်ဗောနော်ဒီဒေတာခံလောပန်းနေတဲ့တို့ကဆိုတော့တို့ဈေးပူပေးနိုင်ဆိုတော့အဲ့ဟာရှိတဲ့ကြောက်လုတ်တဲ့ရေမစေးရှာတဲ့ဟာတွေလည်းဗောနော်အဲ့ဒီလုံငန်းလုတ်တဲ့လူတွေလည်းတို့ကြည့်မှုတွေကိုပဲပူရောင်းတယ်ဗောနော်ဥပမာပြောမယ်ဆိုရင်ပြုတ်တော့ပန်းနေတဲ့တို့ပြောပြောတယ်ဗောနော်ဟိုကျွန်တော်မေးမြန်းချက်ရဗောနော်ဥပမာသွားရောင်းလိုက်ပါလားအမမယုံရင်သွားရောင်းကြည့်လိုက်ဒီဒေတာဟိုရာဒေတာခံမြန်မာတစ်သေးတွေဗောနော်အဲ့မှာရှိတဲ့ကြောက်လုတ်ပန်းနေဆိုတော့ကြောက်လုတ်ပန်းနေတစ်ထောင်ပဲပေးနိုင်တယ်တို့က 1500လောက်ပေးနိုင်တယ်ဆိုတော့ဈေးကကွာနေပြီเนาะသူတို့ရှီမှာပဲလာရောင်းတယ်ဆိုတော့အများကြီးဒီလိုရှိလာတယ်ပေါ့เนาะသူကဈေးကွက်ကသူတို့ကဈေးကစားလိုက်တယ်ပေါ့သူတို့ပဲထိန်းချုပ်တယ်သူတို့ရှီမှာပဲကြောက်ကောင်းတယ်ရောက်သွားတာပေါ့เนาะတော်လို့အင်ဂျင်နီကြတော့သူတို့ကကြတော့ဈေးကွက်ပြတ်လို့ပေါ့နော်။ဟိုရာစိတ်ညစ်တာပေါ့။ပြောမယ်ဆိုအစီအမပြေမှုတွေအများကြီး။ဒါပေမဲ့သူတို့ကဒါကိုမထိန်းချုပ်နိုင်ဘူးလေနော်။ဈေးကွက်ဆိုတော့ သူတို့လက်ထဲမှာမရှိဘူးဒါကြတော့အာနာပိုင်းအာနာရှိတဲ့အစိုးရတွေလုတ်ပေးရမယ်လို့ပေါ့နော်ဒီလိုမတရားပေါ့နော်ဟိုရနိုင်ငံခြားနေတရုတ်တွေဒီလိုဝင်လာတယ်ဆိုတဲ့ဟာမျိုးကတားပေးရမကုတ်ပြည်သွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေပို့ပြီးတော့အဲဈေးကွက်လက်လန်းမီလာအောင်ပေါ့နော်ဒီဟိုရလက်ရှိအာနာရှိတဲ့လူတွေကဒါကိုတားစီပြီးတော့ဟိုဒီကာကွယ်ပေးရမှာပေါ့နော်ဈေးကွက်တွေပို့လက်လန်းမီလာအောင် အခုကအဲ့လိုမဟုတ်ဘူးပေါ့နော်ဒေသခံတွေအမှရှိတဲ့ခေတွေကြတော့သူတို့ဈေးကွက်ပြတ်တော့စီးပွားရေးလည်းကျဆင်းတာပေါ့အများကြီးကြုံရတယ်ပေါ့နော်ဒုက္ခငွေကြေးတွေကြတော့အဓိကလေတရားမဝင်ဝင်ရောက်တယ်ပဲပြောရမှာပေါ့နော်သူတို့ကြတော့တရားဝင်ဟိုကနေဆက်ကတော့တရားဝင်ဝင်လာမှာပေါ့တို့ပဲမဲ့လေနိုင်ငံခြားသားများမသွားရဆိုတဲ့နေရာရှိတယ်လေနော်ထောက်ခံချက်မပါဘဲနဲ့ ဆိုရတဲ့ဟာလေးရှိရယ်ဘယ်နေရပဲနေလို့ရထောက်ကမ်းချက်တဲ့မှာတော့ဘယ်နေရပဲနေရမယ်တပတ်ဆိုရင်အခုကအဲ့လိုမဟုတ်ဘူးသူတို့အမှရှိတဲ့အာနာပိုင်းနဲ့ညှိပြီးပေါ့နော်တလတင်းဆိုရင်လည်း90ဆိုရင်90တရားဆိုရင်တရားအဲ့လိုပေါ့နော်သူတို့အကြီးပိုင်းနဲ့အမှရှိတဲ့အာနာရှိတဲ့လူတွေပတ်စံပြီးပြီးတော့ဝင်လာကြတာများတယ်ပေါ့နော်ဒါကိုလည်းအမှရှိရလက်ပြီးလက်ယူကြအောင်ပေါ့နော်အဓိကအမှ immigration လက်ပေးလိုက်ယူကြအောင်ပေါ့နော်လာဘကာရင်လက်ပေးလိုက်ကြအမှရှိတဲ့ gate တိုင်းနဲ့ပေါ့နော် gate တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆူရ gate တွေလည်းအများကြီးရှိတယ်အဲ့လိုဖြတ်လာတယ်ပေါ့နော်ဖြတ်ပြီးငွေကြေးအဲ့လိုလက်ပေးလက်ယူနေအဲ့လုံနေတာကိုတွေ့ရတယ်ပေါ့နော်အဓိကတော့သူတို့နေဆက်ကဒီပြုတ်ပြီးနေဆက်ကနေမြန်မာနေဆက်ဒီကတော့တရားဝင်ဝင်ကောင်းဝင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီဖက်ကန်ကိုရောက်လာတာတော့တရားမဝင်ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုရင်သူတို့အမှလက်ပေးလက်ယူရင်းနဲ့ဝင်လာတယ်ဆိုတော့လေဒါတရားဝင်ကတော့မဟုတ်တော့ဘူးပေါ့နော် အဲ့ဒါကြတော့အသေးစိတ်ပြောပြဖို့ခက်တယ်ပေါ့နော်ဖက်ကန်တို့ဒေတာဆိုရဟာဒီဒီချာကြတော့ဒီကရန်ကြီးကဒါရိုက်ထိချုပ်နိုင်တဲ့အနေဒါမရှိသေးဘူးပေါ့နော်ဒီတော်တော်များများကဒီဆိုင်းတောင်တို့လုံခင်းတို့ဟောဆိုဒီဖက်ကန်တို့ဆိုရဟာဒီအစိုးရရဲ့ရန်တရားအောက်မှာလလန်းမီရဲ့နေရာတွေဖြစ်နေရပေါ့နော်ကရန်ကြီးဆိုတာကဒီမြို့ရဲ့အပြင်ဘက်မှာရှိနေရပေါ့နော်တို့ပဲမလဲကျွန်တော်ပြောနိုင်တာကဒီတေးရုပ်တွေဒီလိုအယောင်းဝယ်ကုန်တွေဝင်ရောက်လာတယ်ဆိုတဲ့ဟာကတော့ဒီ ရှိတဲ့အစိုးရဂိတ်ဒိုင်းကိုဖျက်ပြီးရောက်လာတယ်ဆိုတော့လေ SAC ပေါ့နော်အာနာဒိတ်စီကောင်စီတံကပို့ပြီးတော့တာဝန်ရှိတာပေါ့သူတို့အောက်ခြေမှာလက်ပေးလိုက်ယူရေးကြောင့်ပေါ့နော်တရားဝင်ပုံစံပေါ့နော်ဝင်ရောက်ပြီးလုတ်ကင်နေတာတွေ့ရလာတယ်ပေါ့နော်အဓိကတော့ဒီမှာအခုအာနာရှိတဲ့လူတွေပေါ့နော်လက်ရှိဒါကိုအမြန်ဆုံးစဉ်းစားစေချင်တယ်ပေါ့နော်ဒီကိုယ့်ရဲ့တည်တာမှာရှိတဲ့လုပ်ငန်းရှင်တွေစာဝတ်နေရေးပေါ့နော်အဆင်ပြေအောင်စီးပွားရေးတိုးတက်လာအောင်အမှရှိတဲ့လုပ်ငန်းရှင်တွေပို့ပြီးတော့ပေါ့နော်လုပ်ငန်းတွင်လာအောင် ဒါကိုကာကွယ်ပေးရမယ်ဒီလိုမတရားဟိုတရားမဝင်ပေါ့နော်ငွေကြေးအဲလွဲပြောင်းတဲ့ application ပေါ့နော် WeChat လိုမျိုးဟာတွေကိုကျွန်တော်တားဆီးဖို့လိုတယ်ပေါ့နော်ဒီလိုငွေကြေးပေါ့နော်ဒီလိုပို့ပို့ဒီလိုမတရားမဝင်ပေါ့ငွေလွဲတဲ့ဟာတွေကပြောမယ်ဆိုရင်ငွေကြေးဒီဟွာချမှုတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်ဒီလိုငွေကြေးတွေအများကြီး အပြည်သွေးမှာပြိပကလည်းအများကြီးဖြစ်နိုင်တယ်။ဝေလိန်လိန်မှုတွေလည်းအများကြီးဖြစ်လာနိုင်တယ်။ဒါကိုအမြန်ဆုံးကတော့တားဆီးဖို့လိုတယ်လို့ကျွန်တော်ကတော့ဒီလိုပဲပြောချင်ပါတယ်။